အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ရာသာမင်းကောင်ရီတဲ့ကြီးရဲ့အတွက်အပါဘူမင်းကောင်ရဲ့ပတိစီနီးနေကို ပြန်လဲမျှဝေပေးလိုက်ပါတယ်ဘဘူမင်းကောင်ကြည့်စဉ်ကိုသိပါသလားလော်ကီကရှုပ်တယ်လော်ကုဒရာကတော့ရှင်းနေလော်ကုဒရာဆိုတာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဟောကြားဖော်ပြထားတဲ့တစ္ဆာလေးပါးတရားကိုသိနာလေပြီးတော့တံဝေကညံနေစင်ကြီးနှလုံးသွင်းသွားရတာမကင်ရှစ်တွေလမ်းတိုင်း ကျဉ်းလန်းသွားတာရုပ်တရားနံတရားတွေရဲ့မမြင်တဲ့သဘောတရားကိုကြက်ကြက်မက်မက်နှလုံးသွင်းပြီးဖြစ်ပြဲရှုရတာရှင်းနေလော်ကီကြတော့ရှုပ်တေးကွအတူရောအစ်စ်ရောအမားရောအမှန်ရောအကောင်းရောအဆိုးရောအားလုံးရောထွေးနေတာအစ်စ်တခုအတုတထောင်အယောင်ဆောင်တသိမ့်အပလင်းအနန္တတဲ့အဲ့ဒီလိုရောထွေးနေတဲ့ရှုပ်ထွေးနေတဲ့ကျင့်စဉ်တွေ ပညာတွေထဲမှာမှစစ်မှန်တာတစ်ခုကိုဆွေးယူကျင့်သုံးမိလိုက်တာနဲ့လိုရာပြင်းမြောက်ခီးပေါက်သွားတော့တာပါပဲအဘဘူမင်းကောင်ရဲ့ပတိစိန်နီအောင်နမောဗုဒ္ဓယသောဘဂဝါဣတိပိအရဟံပတိတလုံးချအောင်နမောဗုဒ္ဓယသောဘဂဝါဣတိပိတမ္မာတံဗုဒ္ဓောပတိတလုံးချပါမေအောင်နမောဗုဒ္ဓယ တောဘကွာ ETV ဝိဇာဇရဏတမ္မန်တော်ပတိတလုံးချာအောင်နမောဘုဒ္ဓယတောဘကွာ ETV သူကတော်ပတိတလုံးချာအောင်နမောဘုဒ္ဓယတောဘကွာ ETV လောကဝိတုပတိတလုံးချာအောင်နမောဘုဒ္ဓယတောဘကွာ ETV အနုဒရောပုရိသဓမ္မတာရတိပတိတလုံးချာအောင်နမောဘုဒ္ဓယတောဘကွာ ETV တတ္တာဒေဝမနုဿာနံပတိတလုံးချာ အောင်နမောဗုဒ္ဓါယသောဘဂဝအီတိပိဗုဒ္ဓောပတိတလုံးချအောင်နမောဗုဒ္ဓါယသောဘဂဝအီတိပိဘဂဝပတိတလုံးချပါမယ်ပြန်လေရွတ်ဆိုပြီးပါမယ်ရှင်အောင်နမောဗုဒ္ဓါယသောဘဂဝအီတိပိအရဟံအောင်နမောဗုဒ္ဓါယသောဘဂဝအီတိပိတမ္မာတမ္ပုဒ္ဓောအောင်နမောဗုဒ္ဓါယသောဘဂဝအီတိပိဝိဇာဇရဏတမ္မံနောအောင်နမောဗုဒ္ဓါယ သောဘဂဝါအီတိပိသူကတော်အောင်နမောဗုဒ္ဓယသောဘဂဝါအီတိပိလောကဝိတုအောင်နမောဗုဒ္ဓယသောဘဂဝါအီတိပိအနုဒရောပုရိသဓမ္မတာရတိအောင်နမောဗုဒ္ဓယသောဘဂဝါအီတိပိတတဒေဝမနုဿာနံအောင်နမောဗုဒ္ဓယသောဘဂဝါအီတိပိဗုဒ္ဓော အောင်နမောဗုဒ္ဓယသောဘဂဝါအီတိပိဘဂဝါအဋိဌံဝိနည်းလေးကိုလည်းပြန်လည်မျှဝေပြနေပါတယ် ဂုံတော်တပားနေပတိတလုံးစီချပြီးတရားရှင်လုံးပတိဖြင့်တနေ့ပတိတပတ်ဆက်ရပါမယ်။ကိုယ့်ရဲ့တီတီကိုဆက်ရပါမယ်ရှင်။အရေးထံအောင်မြင်ပေပြီ။ရိုးရိုးရှင်းရှင်းလေးပါပဲ။တနေ့မှပတိတပတ်သာ ပွားထုံရခြင်းဖြစ်၍ပတိပတ်မများသည့်အတွက်စေအေးလက်အေးနှင့်ထိထိမိမိစိတ်နိုင်ပါလေ။လွယ်ကူရိုးရှင်းသလောက်ပထမဆင့်ကိုယ့်ရဲ့ပြည့်ချိန်မှာပင်တိတိတသာထူးကြလာပါလိမ့်မယ်။ ထို့သူတနည်းပတိတပတ်နှုံးဖြင့်ကိုရဲ့တိတိအဋိဌံဝင်ရပါမယ်ကိုရဲ့ပြည်ကအဋိဌံတစ်ကြိမ်အောင်မြင်ပေပြီအဋိဌံဝင်ကြိမ်တွင်ယတနာမြတ်တုံမှာပန်းရေချမ်းစီမီတို့ဖြင့်ကြကြနာနာပူဇော်ကဘူးရတော်ကလာတနည်းလေ ပတိတပတ်မပြတ်မကွက်ဘာဝနာ ပွားထုံတော့ပါမည်ဟုအဋိဌံပြုရပါမယ်ကိုလိုအပ်နေတဲ့ကိစ္စပြေလေဖို့ပြည့်စုံဖို့ကိုလည်း တိုင်တဲ့အဋ္ဌံပြုနိုင်ပါလေပတိစိတ်ခံဤတိုင်းယန္တနာသုံးမအားကတော်ချင်းပူဇော်ချင်းမိဘဆရာတို့ကိုကတော်ချင်းခင်မိုးကြီးဆယ်ပါးကိုဝင်ချတောင်းပန်ခြင်းစသည်ပုပ်ဝကိစ္စတွေကို ဖြည့်ချင်ရပါမယ်ပတိစိတ်ပြီးတိုင်းနေအမြပေးဝေးမေတ္တာပို့သာခြင်းတို့ကိုပြုလုပ်ရပါမယ်ရှင်ထို့အပြင်ထိုကျင့်စဉ်အားညွန်ပြခဲ့သည့် ူတော်စင်အဘဘူးမိခေါင်အားလဲမမေ့မလျော့ဂေါရပြူခြင်း အမြပေးဝေခြင်းတို့ပြုလုပ်တင်ပါတယ်ရှင်။ထက်မှန်တင်ပြလိုတာကတော့ဤကျင့်စဉ်ကိုဤတို့ တနည်းလျင်ပတိတပတ်ပွားထုံနိုင်သေးတာမှကတနည်းလျင်ပတိသုံးပတ်နှုန်းဖြင့်၉ရက်တနည်းလျင်၅ပတ်နှုန်းဖြင့်၉ရက်တနည်းလျင်၇ပတ်နှုန်းဖြင့်၉ရက်တနည်းလျင်၉ပတ်နှုန်းဖြင့်၉ရက်စသည်ဖြင့် တူး၍တူး၍ပွားထုံသွားနိုင်ကြောင်းကိုလည်းမှတ်သားရဘူးပါလေရှင်။နှစ်ရှည်လမြဆွေးမြေးစွာဖြင့်အချင်းချင်းပွားထုံသွားနေဖို့သောအဓိက လိုအပ်ချက်ဟုဆိုင်းရီသူကယုံကြည်ထားမိတယ်လို့ဖော်ပြထားပါလေရှင်။မူရင်းရင်းသားသူကိုလည်းလီးစားစွာ credit ပေးပါလေရှင်။ကျေးဇူးများ၏တင်ပါတယ်။